င်္ဂလာပါရှင်။ PSN News ရဲ့နိုဝင်ဘာလ16ရက်နေ့အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်။မင်္ဂလာပြည်လည်ော်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လီဘီယာနဲ့မြောက်နှမ်းဟာဆက်လက်တည်ရှိနေပြီးတော့လာမယ့်နိုဝင်ဘာလ22ရက်နေ့နဲ့23ရက်နေ့တွေမှာလီဘီယာနဲ့ရေဝံတို့ခုဖြစ်ပေါ်လာဖို့ရှိနေတယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ဒါ့အပြင်လီဘီယာနဲ့ရေဝံဟာဆက်လက်အားကောင်းလာကနိုဝင်ဘာလကုန်ပိုင်းမှာတော့မုန်တိုင်းတစ်လုံးဖြစ်လာဖို့ရှိနေပြီးဒီမုန်တိုင်းဟာ2025ခုနှစ်မိုးရသည့်အတွင်းမင်္ဂလာပြည်လည်ော်ကနောက်ဆုံးမုန်တိုင်းတစ်လုံးဖြစ်နိုင်တယ်လို့လည်းခန့်မှန်းထားကြပါတယ်။ လက်ရှိအချိန်မှာတော့ကပ်ပလီပင်လယ်ပြင်အတွင်းအရှိဘက်ကလေစီးကြောင်းတွေအားကောင်းနေပြီးဘင်္ဂလားပင်လယ်ော်တောင်ပိုင်းကလီဘီယာနဲ့မြောင်းနှမ်းတို့ရဲ့အရှိန်ကြောင့်မြန်မာနိုင်ငံအတွင်းမိုးအနှင်းငယ်များသာရွာနိုင်ဖို့ရှိနေပါသေးတယ်။ဒီနေ့ကနေ9ရက်တာအတွင်းနေရာကွက်ကြားမိုးအနှင်းငယ်များသာရွာသွန်းနိုင်တာကြောင့်မိုးရေချိန်များနိုင်မှာမဟုတ်ဘဲဆိုးရုံများသာရွာသွန်းနိုင်မှာဖြစ်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ ဒီတစ်ပတ်တွင်တနင်္လာရီတိုင်းကတော့မိုးအများဆုံးရရှိနိုင်မှာဖြစ်ပြီးမိုးပြင်းနဲ့ကရင်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်း၊ရန်ကုန်တိုင်းနဲ့အေရီတိုင်းတို့မှာမိုးရေချိန်၃လက်မနီးပါးကနေ၄လက်မနီးပါးလောက်ထိရရှိနိုင်မှာဖြစ်ပါတယ်။ ဒီနေ့နိုဝင်ဘာလ16ရက်နေ့မှာတော့အေယာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာမိုးအနှင်းငယ်ရွာသွန်းနိုင်မှာဖြစ်ပြီးရွာရရနောက်80ခန်းသာရှိပါတယ်။ထူးခြားဖြစ်စဉ်အနေနဲ့ကတော့ကပလီပင်လယ်အတွင်းမှာလေပြင်းတွေတိုက်ခတ်နေတာကြောင့်မြို့ဝကျောင်းမောင်မုတ်တမခွေတလျှောက်ရှိကန်ဒီကန်ဝေးကြီးလုံသားတဲ့အနေနဲ့ပင်လယ်ပြင်အတွင်းသွာလာရမှာအနေရရှိနိုင်တာကြောင့်သွာလာခြင်းမပြုကြဖို့တိုက်တွန်းလိုပါတယ်။မနက်ဖြန်မနက်မှာတော့ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းချင်းပြည်နယ်မြောက်ပိုင်းနဲ့ကရင်ပြည်နယ်တို့မှာမြို့ထူထက်စွာကြာဆင်းနိုင်ပါတယ်။ ။ဒါပြင်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းနေပြည်တော်မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာအများအပြားတာယာနိုင်ပြီးကြံပြည်နယ်နဲ့တိုင်းတို့မှာတော့တည်ရင်တင့်တင့်ဖြစ်ထွားနိုင်ပါတယ်ရှင်။မိုးလေဝသဖြစ်စဉ်ကြိုတင်ခန့်မှန်းချက်တွေဟာအများဆုံး80ရာခိုင်နှုန်းဝင်းကျင်တာမှန်နိုင်တာကြောင့်အချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။နေစဉ်ပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်း PSM ကနေတင်ပြပေးတော့မှာဖြစ်တဲ့အတွက် PSM ရဲ့နေစဉ်မိုးလေဝသအစီအစဉ်တွေကိုစောင့်ကြည့်ပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ BSM ကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေနဲ့အတူမြန်မာပြည်သူပြည်သားတွေလည်းကျန်းမာပြီးခင်စွာနဲ့သဘာဝဘေးအန္တရာယ်တွေကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေရှင်။